လူသားတွေတမိုင်းမှာအရှင်လက်လက်မြေမြုပ်ခံမှာကြောက်ခဲတဲ့လူစန်းစားတည့်ရ1800ပြည့်နှစ်တွေတော့ရှိကိုရှိခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့17ရာစု19ရာစုကလာတော့တည်ခြင်းနဲ့ရှင်ခြင်းကိုဆုံးဖြတ်ဖို့ဟာမကြာခဏမှားကြတယ်။ခုခေတ်လို ECG တို့ brain imaging တို့ဘာမှမရှိဘူး။အဲ့တော့ဖိတ်ခုံတော့ကောင်းကောင်းမရတော့ဘူး။အသက်မရှူတော့ဘူးဆိုရင်တစ်ခါမြောက်သေးပြီလို့သတ်မှတ်လိုက်တာ။ Cataleptic states လို့ခေါ်တဲ့အတက်ယောဂါတွေကလာဝိုင်းကဟာမျိုးတွေမှာဒါမျိုးတွေကမကြာခဏမှားလေရှိတယ်။ ဲ့တော့မသေးခင်မှာခင်ဗျာအကောင့်နဲ့ရောက်သွားပြီဆယ်ဝန်ရလည်းခင်ဗျာတို့ဒေးပြီးလို့ပဲသတ်မှတ်လိုက်ကြတယ် Victoria Kit ကတမားလို့ရဆိုရင်အသားရောက်ကာလာနဲ့အသက်မရှူတော့တာကိုကြည့်ပြီးတော့ခင်ဗျာတို့ဒေးပြီးလို့လွယ်လွယ်လေးဆုံးဖြတ်ခဲ့ကြမှာပဲနောက်ပိုင်းအလောင်းနေပြန်ဖော်တဲ့အချိန်မှာအခောင်းဖုံးထားတဲ့တသားဘုံမှာလက်သေးရတွေ့တယ်လက်သေးတွေဆုပ်ပြက်နေတယ်ခန္ဓာကိုယ်ကလိန်တွန့်နေတယ်ဒါမျိုးတွေကြီးကြီးရပဲဒီလိုအရှင်လန်းလန်းမြှုပ်ခံရတယ်ဆိုပြီးတော့အဲ့တော့အဲ့ခေတ်မှာရှင်သန်ခဲ့တဲ့လူတွေကလည်းအရှင်လန်းလန်းမြှုပ်ခံမှာတိတ်ကြောက်တယ်အဲ့ဘာတွေပေါ်လာလဲ safety coffins လို့ခေါ်တဲ့မှတ်သက်စီပေါ်လာတုံးပါလဲဆိုတော့ထဲထဲကမြုပ်ခမ်းတဲ့လူပါအကယ်မြတ်သက်ရှင်ကြီးတွေဆိုရင်ခိုင်ခင်မှာရှင်သန်ကြီးတွေကထည့်ထားပေးတယ်အဲဒီကျိုးစားလက်ပြောလိုက်ရင်သိကြအပေါ်မှာမြုပ်ထားတဲ့ဂူရဲ့အပေါ်ကခေါင်းလောင်းလေးရဲ့မိလာမယ်အဲ့တော့တချို့ဂူတွေမှာအဲ့လိုခေါင်းလောင်း system တွေတုံးတယ်အချို့ကြတော့အဲ့ခေါင်းထဲကိုလေရှူဖို့ပိုက်ကလေးတစ်ချောင်းထည့်ထားပေးရမျိုးတွေလည်းရှိတယ်အဲ့တချို့ကတော့အခေါင်းမှာကိုထဲထဲကိုဖောက်မြင်ရတယ်မှန်ပရင်ပေါက်တွေထည့်ပေးကြတာပေါ့နော်1800 ခိုးစခုံမှာ Friedrich Rumer လို့ခေါ်တဲ့ဂျာမန်တယောက်ကခေါင်းထဲမှာတုံးတဲ့ခေါင်းလောင်းနဲ့အလံစနစ်ကိုပူပန်ခွင့်အောင်တင်ခဲ့သေးတယ်။အမေရိကဆရာကြီး George Washington ကတော့တေးပြီးတုံးရကြတဲ့အချိန်မြုပ်ပါနဲ့ဆိုပြီးတော့ဒီတန်းစားလည်းမထည့်ရခဲ့ဘူးရှိတယ်။နောက်ပိုင်း1800ရွေးနှစ်နောက်ပိုင်းခုနှစ်တွေမှာတော့အစိုးရနေပြီးတော့ Waiting Mortuaries လို့ခေါ်တဲ့ရေခဲတိုက်တွေဂျာမနီနဲ့ France မှာ ဆပြီး introduce လုပ်ခဲ့တာပေါ့နော်အဲ့ဒီမှာ long တွေကိုတည်သွားပြီးလို့ယူဆရတဲ့လူတွေကိုအနည်းဆုံး3ရက်ကနေ5ရက်အထိ under observation ပေါ့နော်စောင့်ကြည့်ပြီးတော့ထားရတယ်မမြုပ်ခင်မှာဒီလူသေးမသေး3ရက်နဲ့5ရက်အထိစောင့်ကြည့်တယ်အချုပ်ပြန်ပြောရမယ်ဆိုရင်တော့အရှင်လက်လက်မြုပ်ခံတာတွေကတကယ်ဒဏ္ဍာရီတွေမဟုတ်ဘူးတကယ်ဖြစ်ခဲ့တာတွေစိတ်ပညာပါဆိုင်တူတက်မှုအားနေတာကြောင့်အဲ့ဒီလုံးကလူဝင်းယောဂါတွေကာလာဝမ်းယောဂါတွေပလိတ်တွေဒါမျိုးတွေပေါ့နော်ကတ်ယောဂါကြီးတွေခံစားရတာတကြောင်လူတွေကိုမမြန်မြှုပ်ဖို့တွန်းအားပေးလာတဲ့အချက်တွေလည်းရှိခဲ့အောင် ါကြောင့်မို့အရှင်လက်လက်မြေမြုပ်ခံရတယ်ဆိုတာယုံနန်းပုံမြင်တော့မဟုတ်ဘူးတကယ်တမ်းဖြစ်ခဲ့တဲ့ကိစ္စတွေပဲ